ိုင်းနာတဲ့နေရာဓမ္မတို့ဒါလေးဖြစ်နေတာမမြင်မဲနဲ့ပျောက်သွားပြီဝေဒနာလေးပျောက်သွားဘယ်ဝေဒနာဆိုပျောက်သွားပြီမရှိဘူးမရှိဘူးသိတာဘာခေါ်ကြမလဲအဲသိတာလေသိတဲ့စိတ်ဘာခေါ်ကြမလဲဩသိတဲ့စိတ်ကတဏှာချုပ်စေတဲ့စိတ်ပါလားသိတဲ့စိတ်ကလည်းဆိုကြတဏှာချုပ်စေတဲ့တဏှာချုပ်စေတဲ့စိတ်ဆိုတော့ဩတဏှာလေကိလေသာမာရင်တော့ဆိုတဲ့အချိန်ကိလေသာရင်းဆိုတော့ဒါကဝမာရင်တော့တတ်တာမဲ့ပဲ မဆိုနိုင်လေဘူးလားဝိလေသာတ္တဘာခေါ်ရမလဲဒါဖြင့်ရုပ်သာဒကာဓမ္မတို့ဒီမဲ့ရင်သွားလို့ဖြင့်ဖြင့်ဒကာဓမ္မတို့သိတဲ့အတိုင်းဒုက္ခသစ္စာပိုင်းခြားမဲ့မဲ့မှန်ပါအခုတော့ဖြင့်ဝေနာနိယောတာတဏနိယောတော့မဲ့မှန်ပါတော့သစ္စာကြောင့်သူဒီပိုင်းခြားလာတဲ့ခါကြတော့ကိုဒကာဓမ္မတို့ဥပဒနာမဲ့မဟုတ်တော့ဘူးလောကုတ်ပြန်မဲ့ဖြစ်တယ်မှန်ပါဝေနာနိယောတာတဏနိယောဥပဒနာမဲ့မှန်ပါ ရှင်းမလားရှင်းပါကောင်းပြီဒါဖြင့်ဝိပဿနာမဲ့ပြည့်သွားတော့ဒီဝိပဿနာမဲ့ဟာဘယ်ကြောင့်တပိတော့သွားမှာတုံးလို့မေးဖို့မလိုဘူးလားမလိုပါဘူးဟိုတိဥ္စဘယ်ကြောင့်သွားမလဲမင်းဟောဒီတိုင်းသာရှုနေဝိညာဏီရောဒနာနီရောဖြစ်အောင်လာလုံနေသဘောကျအဲမင်းကမင်းတန်ဒီရင်းလုံနေခဏခဏလုံနေသူကလည်းလုံနေခဲ့ပြီရှိတော့ဒီဥစ္စာတွေတခါတည်း ဖြစ်တာကတော့ဝေဒနာရောရောမှာတော့ပုံမဖြစ်ဘူး။ဉာဏ်ကတော့ကြောင်းဉာဏ်ပြောင်းသွားတယ်မယ်။အပြက်ကလေးမြင်တယ်၊အပြစ်မြင်တယ်၊မုန်းလာတယ်၊ကြောင်းဉာဏ်ပြောင်းတယ်။ပါဠိတော်ကမပြောင်းနဲ့။ပါဠိတော်ကတော့ဝေဒနာရောရောပြီးတော့ပါဠိတော်ကဒါပဲရှိတယ်။သဘောကျ။အဲ့ဒီလိုသိထားတော့မှဩဟိုကပဲလို့ပဲပြောင်းပြောင်းပြိဋ္ဌာန်သမုပ္ပါဒါပဲရှိတယ်ဆိုတော့ ဝိပဿနာဉာဏ်ဆုံးလို့ဘုရားဟောလိုက်တဲ့ဥစ္စာဝေဒနာရောဒနာနိရောဓဆိုတာဝိပဿနာဉာဏ်ဖြင့်ဆုံးတော့กว่าမှန်ပါဒါကြောင့်သူ့ကိုဘုသူတာဓမ္မဒရပုဂ္ဂိုလ်လို့ဆိုလိုက်ပါမှန်ပါတပည့်ကြနောက်ကြတဲ့ဓမ္မတွေတက်သုတဝါနိဗ္ဗေဒိကပုဂ္ဂိုလ်တော်သုတဝါကြမ်းရင်ရှိနိဗ္ဗေဒိကပုဂ္ဂိုလ်တော်ထိုအဝိဇ္ဇာတုကိုထိုးထွန်းနိုင်တယ်ဆိုတော့ဒီဥစ္စာအရင်တော့အပြည့်တည်းမြင်တော့ဒုက္ခသစ္စာကိုမမြင်သေးဘူးမှန်ပါ တပည့်ကြမင်းဒုက္ခသစ္စာတကယ်တော့မပိုင်ချနိုင်ဘူးပေါ့လေသူကတော့ဒုက္ခသစ္စာတော့ဟုတ်ကဲ့ကိုညာကမပိုင်ချနိုင်ဘူးအဲဒါကြောင့်ဥရိယဘယပင်ကဘယအာရိနဝနိဗ္ဗိဏဆိုတာသစ္စာနဲ့အဝေးကြံနေတယ်ဒါကြောင့်မက်စစ်မဖြစ်ဘူးဥပဒနာမက်ပဲဖြစ်တဘောကြရကဲနောက်သမိတ်တနေ့ကြာလာတာလေဆိုရင်လာပြီဆိုတော့ဒကာဓမ္မတို့ဤကဒုက္ခဒုက္ခဤမြတ်လောက်ပဲဒီလေကြီးတဲ့ဒုက္ခမရှိဘူးခဏခဏ ခန္ဓာကိုယ်ကဝေဒနာကံတာတကူလုံးကဒုက္ခကြီးပဲလို့ဒီလိုဆိုတော့ဒီကြားထဲမှာအဝိဇ္ဇာကြီးဒုကြီးရခုနကသုတ္တဝါနိဗ္ဗိကပုဂ္ဂလဆိုပြီးတော့မဂ္ဂင်၈ပါးထိအောင်တက်နိုင်တဲ့ပုဂ္ဂိုလ်ကြတော့အဝိဇ္ဇာဒုကြီးကိုဖောက်ချိုက်မှန်ပါဟောက်ချိုက်တော့ဒုက္ခသစ်အစ်စ်တင်ပေါ်ပြီဟုတ်လားမှန်ပါအဲ့ဒီလိုပေါ်တဲ့အခါကျတော့သုတ္တဝါနိဗ္ဗိကပညာဆိုတော့အဲ့ဒါမဲ့ပုဂ္ဂိုလ်ကဟောတာกว่าတယ် သဘောကျလားမင်းကဘုသူတဓမ္မကရဆိုတာဥပဒနာညာဆုံးလိုက်တဲ့ပုဂ္ဂိုလ်ဆိုတာရှင်းမလားရှင်းပါဘူးဘုသူတဓမ္မကရဆိုတာဘာဆိုတာဘာလဲဥပဒနာဆုံးဥပဒနာညာဆုံးလို့ဆိုတယ်သုတဝါနိဗ္ဗေဒိကပုဂ္ဂိုလ်ဆိုတာကဘယ်လိုပါလဲမဲ့ဆိုင်တဲ့မဲ့ကင်ရှစ်ပါပြည့်တဲ့ပုဂ္ဂိုလ်ငါဟောပါတယ်ဆိုတာကသဘောကျဒါပြန်ဒကာဓမ္မတို့ဒီဖြစ်ပျက်ကို မြင်အောင်ကြီးရှုနေသူ့အတူညာတက်သွားလိမ့်မယ်ခင်ဗျားတို့ကဘာမှတက်ဖို့မလိုဘူးဆရာကတက်ပြလို့လည်းမရဘူးခင်ဗျားတို့ကလည်းမတက်နဲ့သူ့အတူညာချိန်တိုင်းသူအမြင်ထူလာလိမ့်မယ်ဘယ်ကြောက်ပါငါအမြင်ဆုံးပါလိမ့်မလို့ဆိုတော့သစ္စာပိုင်းခြားနိုင်တဲ့ဒါဖြင့်ဒုက္ခသစ္စာရေမရောဘူးလို့ဆုံးဖြတ်ချက်ချတဲ့ညာကြလို့ရှင်ကိစ္စပြီးပြီးအောင်းမိဘူးသဘောကျလား ဒီနေ့လူသမားအတွက်ကြီးပဲဟောတယ်ဆိုတော့ကျင်납ပါလားကျင်납ပါဘူးကဲရင်လေးဒီရင်တော့ပါဦးမှန်ပါပါ